နာမည်ကိုသိချင်တာဘလူတွေမေးလို့ရလဲ fee hisense မေးလို့ရတယ်အဲ့ဒါအောင်မှာအတိအကျ for name ကဘလူလဲ familial name ကဘလူလဲသိချင် v နဲ့မေးရမယ်ပြီးရင် heist သုံးတော့ is ကိုသုံးပြရမယ် birth sign ကိုသုံးပြရမယ် v is တင်ရဲ့လို့ပြောတာဖြစ်တဲ့အတွက်ဒီလိုအရှိခံမှာတင်ထားတဲ့ positive article လေးကိုသုံးမယ် v is ear for name v is ear familial name ဒီမှာနားမားက mask ကိုလင်းနောင်းဖြစ်တဲ့အတွက် ear မှာ e ထည့်ကြရမလို့ v is ear for နားမှာ v is ear family နားမှာ okay အဲ့ဒါကို do နဲ့မေးမယ် v has do do မလို့ has ဖြစ်သွားမယ် v is ကတော့ပြောင်းကြရမလို့ဒါပေမဲ့ဒီမှာ dying ဖြစ်တဲ့အတွက်ဒီတော့ do ဖြစ်တဲ့အတွက်ပါပြောင်းအောင်မလဲ dying ပြောင်းအောင်မယ် v is dying for နားမှာ v is dying family နားမှာပြန်ဖြေမယ်နာမည်ဖြေမယ် ich heiser ဒါမှမဟုတ် my name is my phone number is my family name is ရမယ်နော်ဒါကပထမဆုံးတစ်ချက် နာမကိုသိကျင်တဲ့သူတွေအတွက်ဒုတိယတစ်ခု wo sind sie geboren ဒါပါဝင်လိုက်တာလေ geburst ort ကိုသိကျင်တာမွေးတဲ့ဘာကိုသိကျင်တာလဲမြို့ကိုသိကျင်တာဘယ်မှာမွေးတာလဲဆိုတဲ့ဟာကိုသိကျင်တယ် wo sind sie geboren ဘယ်မှာမွေးတာလဲ wo bist du geboren Z တုံးရင် Zint ၊ D တုံးရင် Bis ဒါတော့ရောကွန်ဂျူဂိတ်ကိုပိုင်လို့ရှင်အဲ့ဒါလေးပြောင်းတတ်မှာနော်ပြန်ဖြေမယ် Each bin နဲ့ပြန်ဖြေမယ် In အနောက်ကမျိုးထည့်မယ် Each bin in ဥပမာ Berlin မှာမွေးတာဆိုရင် Each bin in Berlin geboren နောက်က geboren ပါပြရမယ်နော် Each bin in Berlin geboren Berlin မှာမွေးတာဖြစ်ပါတယ် Geburtsort ပြီးသွားရင် Heimatland Herkunft ဒီ Heimatland Herkunft ကတော့အရင်ကတည်းကကျတို့ တည်ပြီးသားအခန်းတက်မှာကြရပါတဲ့ဟာပေါ့နော် vowel comment စီပဲအဲ့တော့ပြန်ပြင် each comma out နဲ့ပြန်ပြင်မယ် vowel comes to အဲ့ဒီအားကြောင့် out ပါပေးရမှာနော် each comma out နောက်တစ်ခု vo vonancy vo lebancy နှစ်ခုလုံးရတယ် vonan ကနေထိုင်တာ leban ကလည်းနေထိုင်တာဒါပေမဲ့ဒီချက်လိပ်စာအတိအကျနဲ့ပြောမယ်ဆိုရင်တော့ leban မသုံးဘူးကျွန်တော် vonan မှာသုံးတယ်အဲ့တော့အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် vont out လို့ခေါ်တယ် addresser လို့လည်းပြောလို့ရတယ် vo vonancy wo leben die wo wohnst du wo lebst du ich wohne in ငါပဲမှနေတယ်ပေါ့နော်အဲ့တော့ပြန်ပြေတော့ ich wohne in okay တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ခုနကမေးလိုက်တာじゃသူဘယ်လိုလေးမေးလိုက်တာလဲ v is v is အခုန first name uh, your family name မေးတယ်လို့ပဲ v is er address v is er telephone number အော်ဒီမှာကျတော့ er မှာ a လေးပါပါတယ်ဘာလို့လဲ address ရော telephone number ရောက female noun နေ feminine နေအဲ့ဒါဖြစ်တဲ့အတွက် a ပါပေးရတယ် v is your address v is your telephone number တငယ်ချင်းဆိုလဲ v is diner address v is diner telephone number အဲ့တော့ပြန်ဖြေတယ် minor address is minor address is အဲ့တိုင်းပြန်ဖြေလို့ရရမယ်နော် ဒါမို့ each bona in နဲ့ဖြေလိုက်လိုက်တာလိမ့်စာပြောတာပဲပြဿနာမရှိဘူး။အဲ့တော့အဲ့ဒီမှာဘာတွေပါရမလဲဆိုတော့ခုနပြော shards ah land ပါရမယ် house number အိမ်နံပါတ်ပါရမယ် start မျိုးပါရမယ်ပြီးရင် share start ရမျိုးအဲ့ဒါကျတော့ဒီ zip code လေးတွေပါရမယ်ပေါ့နော်။နောက်တစ်ခု family stand အဲ့ family stand ကြတော့ဒီကျတော့ခုနကလိုမျိုး V fragen အနေနဲ့မေးလို့မရတော့ V fragen ဆိုတာကဘယ်မှာနေတာလဲဘယ်ဘယ်ဆိုတဲ့မေးခွန်းနေပေါ့နော်ဘယ်မှာနေတာလဲဘယ်မှာမွေးတာလဲအာနာမည်ဘယ်လိုခေါ်လဲ V fraga အဲ့ဒါ V fraga လို့ခေါ်ရဲ V တို့ wo တို့ wo hair တို့နဲ့မေးတာပေါ့နော်အဲ့တော့ပြန်ဖြေတဲ့သူကအဲ့ဒီဘယ်ဆိုတဲ့ဟာလေးကိုပြန်ပြီးတော့ဖြေပြီးတော့မြို့တို့ထည့်ပြရတယ်လိပ်စာတွေထည့်ပြရတယ်နာမည်တွေထည့်ပြရတယ်ဒါကကြတော့ verb ကိုအရှိထုတ်လိုက်တယ် ဂျေရဒါပါလဲခွင့် yes or no question ဖြစ်သွားတယ်ဟုတ်လားမဟုတ်ဘူးလားသိချင်တာအဲ့တော့ဒီအိမ်အောင်တယ်ဟုတ်လားမဟုတ်ဘူးလားပဲမေးတာပေါ့အဲ့တော့ကျတော့ဘယ်အိမ်အောင်တယ်လေးတွေပါဘယ်နဲ့မေးကြမလို့အဲ့ခါကျတော့ zinzi website ကို share ထုတ်လိုက်တယ် zinzi verheiratet တော့ are you သုံးတယ်လို့မျိုးပေါ့နော် you are နေ are you are you married အဲ့တိုင်းမေးတယ်လို့မျိုးပဲအဲ့တော့ since ပြောင်းပြန်လှန်လိုက်တယ် verheiratet အဲ့တော့ do နဲ့မေးမယ်ဆိုလဲ bist du verheiratet အဲ့တော့ဒီညမှာယောက်ျားလေးတယောက်ယောက်ကို ist er မေးလဲတူတူပဲ ist er verheiratet ဒါမှမဟုတ် ist sie verheiratet သူမသူကအိမ်အောင်တယ်လားအဲ့လိုမျိုး third person ကိုမေးရင်လည်းအဲ့တိုင်းပဲနော်အဲ့တော့ verb sign လေးနဲ့ conjugate လုပ်လိုက်အဲ့တော့ဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူးရားနိုင် အနောက်ကမှာ ich bin နဲ့ပြန်ဖြေလို့ရတယ် ich bin verheiratet ich bin geschieden ich bin ledig နောက်တစ်ခုကလေးရှိလားဆိုတာကိုသိကြင်ကြတယ်ကျွန်တော်ဒီမှာ verb အစ်စ်လေးတိုးလာတယ်အဲ့ verb လေးကပါလဲဆို have have နဲ့တူတယ် तू က haben ပေါ့နော် haben ဂျာမန်မှာဂျာ haben အဲ့တော့ तू ကအတိတ်ပဲကပါလဲဆို haben ကဘာကိုပြောရလဲဆိုရင်ကျွန်တော်တခုခုပိုင်ဆိုင်တဲ့ဟာမျိုးကိုကျွန်တော်ပြောတာပေါ့နော်ငါမှာပါရှိတယ်ငါမှာ အာငါမှာစာအုပ်ရှိတယ်ငါမှာကားရှိတယ်ငါမှာအဖေရှိတယ်ငါမှာအမေရှိတယ်ငါမှာကလေးရှိတယ်အဲ့ဒါမျိုးရှိတယ်ဆိုတဲ့ဘောမျိုးပြောချင် haben ဆိုတဲ့ verb လေးကိုသုံးတယ်အဲ့တော့ haben ကလည်းဒီမှာရှိလားဆိုတော့ငါ haben verb ကိုရှိထုတ်လိုက်တယ် haben sie ကလေးရ kinder haben sie kinder ဒီမှာကလေးတွေရှိလားရှိရင်ရမရှိရင်နိုင်အဲ့တော့ရှိတဲ့ခါမှာအခြေအနေကဘယ်လိုတွေဖြစ်နိုင်လဲဆိုရင်ကလေးတစ်ယောက်ပဲရှိရင်တော့သူဒီ singular ဖြစ်တဲ့အတွက် ich habe ein kind ကလေး2ယောက်3ယောက်ဆိုရင် spine kinder တတိုင်း kinder w လေးပြောင်းသွားတယ်နော် kinder ကလေးမရှိဘူးဆိုရင်နော် kind king အဲ့ဒါလေးတွေအရကျွန်တော် normal လေးတွေသင်လို့ရှင်ဒါလေးတွေပြန်ပါမှာနော်အာဒီ grammar လေးပေါ့အဲ့တော့လောလောဆယ်ဒီတိုင်းလေးမှတ်ထားလို့ရတယ်အဲ့တော့ haban ရဲ့ဘာလေးတီးဖို့လိုလာလဲဆိုရင်အဲ့တော့အဲ့ do နဲ့မိမယ်ဆိုရင် has to ဖြစ်သွားတယ်အဲ့တော့ဘာတီးဖို့လိုလာလဲ haban ကအခုမှစတည်တာဆိုတော့ haban ရဲ့ conjugate လေးမှတ်ဖို့လိုလာတယ်အဲ့တော့ haban ရဲ့ conjugate လေးက is ဆိုရင် have do ဆိုရင် hast ူက formula နဲ့နည်းနည်းလေး꿰ထွက်နေတယ်။ဘာ꿰ထွက်တာလဲ။ B မပါတာ အပုံမှန်ဆိုရင် ST ကတ်တာတော့ ST ကတ်တာပဲဒီမှာ ST ကတ်ထားတယ်အဲ့ဒါဟုတ်တယ်နော် ST တော့ကတ်ထားတယ်ဒါပေမဲ့ဒီမှာဘာဖြစ်နေလဲဆိုလို့ရှိရင် ST ကတ်ထားတာတော့ကတ်ထားတာပဲမယ်ခါတိုင်းထည့်ပုံမှန်ထည့်နေကြပုံမှန်ဆိုရင် half band ကိုသူက form format ရဆိုလို့ရှိရင်ပေါ့နော်ဒီရော stamp ကိုယူလိုက် half ထီအောင်ယူရမှာ half ထီအောင်ယူပြီးမှ ST ကတ်ရမှာသူက B ကိုဖြုတ်ထားတယ်ဒါချွင်းချက်ပေါ့နော်အဲ့ AES မှာလည်းအတူတူပဲ B ကိုဖြုတ်ထားတယ် တော့ထေပဲကတ်လိုက်တော့ heart ဖြစ်သွားကျန်တာတွေကပုံမှန်အတိုင်းဖြစ်သွားတယ် happen ya heart cc happen ရမယ်နော်အဲ့တော့သူ့မှာကလေးရှိတယ်ဆိုတော့ a heart ဖြစ်သွားမှာပေါ့ a heart z heart အဲ့လိုပုံစံမျိုးပေါ့နော်ရမယ်နော်နောက်တစ်ခု alter အသက်အသက်ကိုမေးခြင်းကြတော့ v art နဲ့မေးပြရတယ် how old are you v art sin z v art base 2 around zero third person in a tongue chime. We at website me tongue are so is A. We at is Z. I'm yagin so in V at papitomale is me yarobu. I'm yagin so V at Zin Z. Yamana V at Zeit Ia. Ay đại bảo nó bong. ဒီရှားဒီမှာဆလုံးနမူနာတစ်ချောင်းပြလိုက်ပြီဆိုရင်အဲ့တော့ဖြည့်ဆွက်ပြီးတော့ကိုကကိုကိုဘာလုပ်နိုင်ရမလဲအခြေအနေအမျိုးမျိုးပြောင်းလဲပြီးတော့စာကြောင်းလေးတည်ဆောက်ကြည့်နော်အဲ့ဒါမှဒီတော့ဘာသာဘာသာစကားတိုးတက်တာနော် Okay V art sensei V art bis 2အဲ့ဆိုမေးခွန်းကြအဖြေကြဘလို့ပြန်ဖြေရလဲဆိုရင် each bin နဲ့ပဲပြန်ဖြေရုံ each bin ich bin အနောက်ကကနန်းကိုပြောလိုက်ရုံပဲကိုယ့်ရဲ့အသက်ရဲ့ကနန်းကိုပြောလိုက်ရုံပဲပေါ့နော်ဥပမာ20ဆိုလို့ရှိရင် ich bin 20 မော ich bin 20 jahre alt jahre alt တဲ့ပြောလဲရတယ်မပြောလဲရတယ် jahre ဆို years ကိုပြောတယ်နော်အဲ့တော့အသက်20ဆိုတော့20လို့ဒီတိုင်းပဲပြောလိုက်လေရမယ်နော် โอเคအဲ့တော့အဲ့ဒီ personal information အချက်လက်ကလေးတွေပေါ့เนาะအားလေးတို့ချေတော့မလုပ်နိုင်တော့မလဲအဲ့တော့ဒီခန်းမှာဆိုရင်အဲ့ဒီအချက်လက်ကလေးတွေဒီအချက်လက်ကလေး family နာမတည်သွားမယ် vont or တည်တည်သွားမယ် family stand နေတည်သွားမယ် hair comb တည်တည်သွားမယ် kinder ရှိလားမရှိလားအဲ့ဒါမျိုးတွေပေါ့เนาะ alter အသက်တည်တည်သွားမယ်အဲ့ဒါမျိုးလေးတွေဘာလုပ်လို့ရသွားလဲပြောလို့ရသွားမယ်ကိုကိုကိုပြောလို့လည်းရသွားမယ် myself เนาะကိုကိုကိုလည်းအဲ့လိုပြောလို့ရသွားမယ်သူများကိုလည်းဒူးနဲ့မေးမလားဇီးနဲ့မေးမလားမေးလို့ရသွားမယ်